ကျမတို့တွေဒီစိတ်မကောင်းစရာတဲ့င်းတစ်ပုတ်ကိုအာပြောပြပါမယ်အာကြီးမားတဲ့ဒီမျောလင်းချက်ကြီးတွေ ਨੇ ပေါ့လေတရားဝင်အလုံးလုံးခွဲ့အာရာဖို့ဒီပန်းရောင်ကတ်ပတ်အစ်စ်ပေါ့နော်ပန်းရောင်လက်မှတ်လှုပ်ဖို့စောင့်နေကြတဲ့မြန်မာရွှေ့ပြောင်းအလုတ်သမား132ယောက်အဖမ်းခံလိုက်ရတဲ့တဲ့င်းကို ကျွန်မပြောပြပါမယ်။အဲ့ဒီညနေကမဟာချိုင်နေမြေဒီစမုတ်စာခွန်ခရိုင်ကအလုတ်သမားတန်းလျာဟာပုံမှန်လိုပဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။အဲဒီကအိတ်ခန်းငယ်လေးတွေထဲမှာဆိုရင်တော့မြန်မာနိုင်ငံသားပေါ့လေရွှေပြောင်းအလုတ်သမား131ယောက်ဟာသူတို့ရဲ့တရားဝင်မှုကိုဖြစ်စေမဲ့ပန်းရံကတ်လုဖို့အတွက်စောင့်နေခဲ့ကြပါတယ်။သူတို့ဟာကန်ချနာပူရီနော်ဘရဒီရနောင်းနဲ့တောက်ခရိုင်ကနေတရားမဝင်ဝင်ရောက်လာပြီး ပန်းရောင်ကတ်ဒီဘတ်အစ်စ်ရိုက်ဖို့အတွက်ဆာရွက်စာတန်းတွေအဲဆောင်းစားရင်းနဲ့အဲ့ဒီတိုက်တန်းများလေးထဲမှာယာယီစုစည်းပြီးတော့နေခဲ့ကြတာဖြစ်ပါတယ်။မြမပြည်ကဒုက္ခဆင်းရဲတွေနောက်ပြီးတော့မိသားစုတွေရဲ့ဒီအကျက်အတဲတွေအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့မျိုးလင်းချက်တွေတပုံနဲ့ပေါ့လေလာခဲ့ကြတဲ့သူတို့တွေဟာဆိုလို့ရှိရင်အာဒီပန်းရောင်ကတ်ကလုံခြုံမှုနဲ့ဂုံတိတ်ခါရှိတဲ့အနာကအဲ ရဲ့တော့ချက်လို့လည်းပြောရမှာပေါ့လေအဲ့ဒီဟာဖြစ်တဲ့အတွက်ဒါလှုပ်ဖို့စောင့်နေကြတာပါဒါပေမဲ့အောက်တိုဘာလ16ရက်နေ့ညနေပိုင်းမှာတော့သူတို့မျောလင်းချက်တွေအားလုံးပြိုလဲခဲ့ရပါတယ်။ထိုင်းအစိုးရကတရားမဝင်ရွှေ့ပြောင်းအလုသမားတွေကိုပန်းရောင်ကပ်ဒီလက်မှတ်အစ်စ်ပေါ့လေထုတ်ပေးမဲ့အစီအစဉ်ကိုနေဆက်လုံခြုံရေးအခြေအနေပေါ့လေနေဆက်အခြေအနေတွေမတည်ငြိမ်မှုကြောင့်ယာယီရက်ဆိုင်ကြောင်းကြေညာခဲ့ပါတယ်။ဒီလိုမျိုးကြေညာလိုက်တဲ့နေ့မှာပဲထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကအဲ့ဒီတန်းလျားတဲ့ကိုဝင်ရောက်လာခဲ့ပါတယ်အရင်နောက်မှာတော့မြန်မာလုပ်သားတွေကိုနိုင်ငံထဲကိုထိုင်းနိုင်ငံထဲကိုပေါ့လေတရားမဝင်ဝင်ရောက်လာမှုနဲ့ဖမ်းဆီးသွားခဲ့ပါတော့တယ်။ဆိုတော့ဒီဖြစ်စဉ်ဟာအလုသမားတွေကို ခေါ်လာတဲ့ဒီမြန်မာပွဲစားအချင်းချင်းကြားမှာပေါ့လေအဝေးမတည့်ရာကနေပွဲစားတယောက်ကနေရာအတိအကျနဲ့ ိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတိုင်ကြားလိုက်တဲ့အတွက်တိုင်ကြားလိုက်ရကနေစတင်ခဲ့တယ်လို့ဒီကျွန်တော်တို့မြန်မာရွှေပြောင်းအလုပ်သမားအရေးကုညီပေးနေသူတွေကပြောပြကြပါတယ်။ဖန်စီခံရတဲ့မြန်မာအလုပ်သမားတွေဟာထိုင်းနိုင်ငံမှာအလုပ်ရဖို့အတွက်ပွဲစားတွေကိုပန်းရောင်ကတ်ဒီလက်မအစ်စ်လောက်ခအပါဝင်ပေါ့လေတယောက်ကိုဘတ်ငွေ၄သန်းဆိုတော့မြန်မာငွေဆိုလို့ရှိရင်3.80လောက်ပေးပြီးတော့လာရောက်ခဲ့ကြတာပါ။ အခုတော့ကျွန်တော်တို့ဒီအဲ့ဒီမြန်မာရွှေပြောင်းအလုပ်သမားတွေဟာအကျွေးတွေနဲ့ဒုက္ခတွေရောက်နေကြပြီလို့ MHAC မဟာမိတ်အဖွဲ့ရဲ့ဦးဆောင်တာဝန်ခံကိုရဲမင်းကပြောဆိုထားပါတယ်။အနာဂတ်အတွက်ရင်းနှီးထားတဲ့ငွေတွေအလုံးဆုံးရှုံးခဲ့ရတဲ့အပြင်ထိုင်းဥပဒေအရအရေးယူခံရဖို့ ਨੇ စစ်တပ်ကထင်ရှားဆိုင်ခွင့်ရှိတဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့်အခြေအနေတွေနဲ့ပါသူတို့တွေအလုံးဟာရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။